ားလုံးပဲမင်္ဂလာပါဗျာကျွန်တော် United Post TV ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့ညတနင်္ဂနွေမှာကမ်ပိန်း Lyon နဲ့ Manchester United Europa League Quarter Final ပွဲကြိုသုံးသက်ချက်လေးနဲ့ပါဝင်နိုင်မဲ့လူစင်းရဲ့ဒီဗီဒီယိုလေးမှာတစ်ချက်တော့ကျွန်တော်သုံးသက်ကြည့်လိုက်အောင်ပါနော်ဘယ်သူတွေပါအတိုင်းမလဲလေဗလာဒမာတွေက Berlin နေရာမှာတင်းတော်မလဲပြောလို့ရှိလို့ရှိရင်ဘယ်လိုကစားဝတ်မျိုးတွေနဲ့ကျွန်တော် Lyon ကစားတဲ့မလဲပါနော်ဒီပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ training မှာ ိုဗီမင်းတို့ပြန်ပါလာပြီပေါ့နော်အာဒီပွဲမှာလည်းပါဝင်နိုင်ဖို့အခြေအနေရှိတယ်အာဆဆချင်းမှာတော့ပါချင်းမှပါလိမ့်မယ်ပွဲအခြေအနေပေါ်မူတည်ပြီးဒုတိယပိုင်းမှာတော့ပါလိမ့်မယ်နော်စပင်ရကီရတော့ရှိုက်တာတယ်သူ့တော့မြင်ချင်းတယ်ဗျမမြင်ရတာလည်းကြာပြီမင်း မယ်မျိုးလိုမျိုးဘောဂယ်ရီတောက်တော့ဥပမာတယောက်လိုတယ်ပြောရလို့ရှိလို့ရှိရင်ဘရူနိုဖာနန်ဒက်စ်ပေါ့နော်ဘရူနိုဖာနန်ဒက်စ်ကလည်းသူ့အနေနဲ့နေရာတိုင်းမှာလိုအပ်နေတယ်နံပါတ်6နေရာမှာလည်းဘရူနိုဖာနန်ဒက်လိုတယောက်လိုတယ်နံပါတ်7နေရာမှာလည်းတယောက်လိုတယ်နံပါတ်10နေရာမှာလည်းတယောက်လိုတယ်သူကဘရူနိုဖာနန်ဒက်လည်း3ယောက်လိုနေတယ်အတီးတင်မှာအဲ့တော့ဂိုဘီမင်းတို့အနည်းဆုံးပါလာလို့ရှိရင်ဘရူနိုအတွက်တော့သူ့ရဲ့ပခုံးပေါ်ကဝင်တော့ဝင်ပေါ်ကနည်းနည်းလေးတော့ကြာသွားမယ်တစ်သင်းလုံးကခြေက ဘရူနိုနဲ့ရှင်ကြီးလိုက်ရှင်တဆင့်กว่าနေလို့ဖြစ်နေပါတော့။အမေမဲနဲ့ Manchester United ကပရီးမီးယားလိမှာဒုက္ခတွေရောက်နေပြီ။သက်သုံးမှလည်းရောက်နေတယ်။အချိန်ကြီးလည်းမကောင်းပြင်မဲ့။ Europa League မှာကြည်လိုက်ရင်ဗျာအရလက်တွေကလည်းကောင်းတယ်ပေါ့နော်။ Lyon နဲ့ Euro Euro မှာတွေ့ထားတာ။လေးကလေးကဗျာဒီကမှာနှစ်ပွဲ9နှစ်ပွဲတည်တခါမှတော့လီအိုမရှုံးဘူးပေါ့နော်။နော် Manchester United ကတော့လီအိုထက်တော့အာရလက်က test တွေနဲ့ကြည့်လို့ရှိရင်တော့လီအိုထက်တော့တာတယ်လို့တော့ပြောရမှာပေါ့နော်။ အာအဲ့လိုကျွန်တော်လိုပြောတဲ့ owner နာတော့ nomadic ကတော့ interview မှာပြန်ပြီးတော့အကြီးကြီးပြောသွားတာပေါ့နော်အဲ့လိုပြောလိုက်လို့ nomadic ကို interview မှာဒါ manchester united တမိုင်းတစ်ယောက်မှာအစိုးဆုံးအာကိုသမားဆိုပြီးတော့ owner နာတော့ပြောသွားတာပေါ့နော်အမှန်လဲ leon ပြင်သစ်မြေမှာကန်ရမယ်ဆိုပေမဲ့တော့မှကျွန်တော်ထင်တော့ဒီပွဲက9လောက်တယ်ဗျ9လောက်တယ်အဲ့တော့ကျွန်တော်တို့လူစင်းလေးတစ်ချက်လောက်ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်ဒီနေ့ထွက်မဲ့လူစင်းရတော့ကျွန်တော်ကတော့ဒီလိုဈေးကိုချထားတယ်ပေါ့နော် အကုန်လုံးကနေရာမှာတော့အိုနာနာအိုနာနာထဲလာတယ်မင်းသားကပါလဲပါနိုင်တယ်ပေါ့နော်ဒါပေမဲ့အိုနာနာကိုပဲကျွန်တော်ရွေးချယ်ထားတယ်ဗျနောက်တန်း၃ယောက်ကတော့အလင်မာတော့မကွာရပါလိမ့်မယ်ဒလီကတော့တန်ရပြဿနာနေဆိုတော့ဒီမှာမကွာရထည့်တယ်ဒါပေမဲ့မကွာရကလည်းတန်ရပြဿနာကပြန်ကောင်းတာမကြသေးဘူးနောက်ဆုံးကန်ထားတဲ့အာမန်စီးတီးနဲ့ပွဲမှာလည်းမကွာရဒုတိယပိုင်း15မိနစ်လောက်မှာအာလင်ဒလော့ဖ်နဲ့အတူအစားလဲထားတယ်ပေါ့နော်ဒီမှာလည်းအဲ့လိုမျိုးပဲဖြစ်နေမယ်ဗျဒုတိယပိုင်းအစပိုင်းမှာဟိုလင်ဒလော့ဖ်နဲ့ လူစားလဲပြီးတော့ကစားလိမ့်မယ်ဒါပေမဲ့ပွဲစစချင်း7ရောက်မှာတော့မက်ကွာယာကနေပြီးတော့စားလိမ့်မယ်ဘက်ချမ်းမှာတော့ကျွန်တော်ရိုရိုပါလာလိမ့်မယ်ညာဘက်မှာတော့မဇရာဝီပေါ့နော်မဇရာဝီတစ်ချက်ပြောချင်တာမဇရာဝီကတော့မရှိမပြည့်ပြမရှိမပြည့်အခုတဖြည်းဖြည်းနဲ့ဒုတိယဘလုံးလုံးတော့ပြောလို့ရလာပြီဒါပွဲတိုင်းပါတယ်အချင်းတော့ဘန်ဘိုင်ယန်တော့ဘိုင်ယန်ကနေခေါ်ထားတော့မဇရာဝီကတန်ရာပြဿနာနဲ့ပေါ့နော်ကျွန်တော်တို့မရောက်လာခင်တော့အားလုံးကခံမှန်းထားတာက ိုမဇော်ရီခြေကောင်းမှန်းတော့ပြည်တယ်။ဒါပေမဲ့ဒဏ်ရာတွေပြဿနာတွေနဲ့ကံအောင်ကံရပါမလားသူ့ကိုပေးရတလို့နဲ့တန်ပါမလားတော့ကျွန်တော်ထင်ခဲ့တာပေါ့နော်ဒါပေမဲ့လဲမဇော်ရီကပေါ့ပြောင်းရွှေ့ခေါ်သွားတဲ့အတည်းမှာတကယ်တန်တဲ့ကစားသမားလို့ပြောရမှာပေါ့နော်မဇော်ရီကဒူရီယာဘလူးလို့ပွဲတိုင်းပါတယ်ပွဲတိုင်းကြံနိုင်တယ်တော့မဇော်ရီဒီညာဘက်မှာတစ်ပွဲထွက်လာလိမ့်မယ်ဒီလိုချင်းဘဲပတ်မှာယောရိုပေါ့နော်ယောရိုလိုမျိုးဘောလုံးသမားမြင်ကျင်တယ်ဗျယောရိုလည်းမြင်ကျင်တယ်ဘာလို့လဲဆိုတော့ယောရိုကကြာလာလေ သူ့အနေနဲ့ခြေပိုပေါ်လာတယ်တတိနဲ့ပွဲမှာလည်းတစ်ချက်တစ်ချက်ကျွန်တော်တို့တွေးလိုက်တယ်သူ့ရဲ့ forward run ပေါ့နော်အရှိ့ကိုပြေးထွက်တဲ့ run တွေကတကယ်ကောင်းနေတာသူ့ရဲ့ pressing တွေလည်းမှန်တယ်ပြီးလို့ရှိရင်သူ့အတွက်သူ့ရဲ့တကယ်ကောင်းတဲ့ဟာကကျတော့သူအနောက်ကိုပြန်လိုက်တဲ့အခါမှာသူ့ရဲ့ slide tackle တွေကအရင်မှန်တယ်ကသူ့ tackle လောက်တာတွေကတီ on point ပေါ့ဖြစ်တယ်အဲ့တော့ yoro ကိုလည်းမြင်ကျင်တယ် yoro ရဲ့တဖြည်းဖြည်းပို့ပြီးအသားကျလာတယ်ဒီဒီတဲမှာဘယ်လိုမျိုးသူ့အနေနဲ့ပို့ပြီးတော့စွမ်းဆောင်နိုင်မလဲဆိုတာကျွန်တော်မြင်ကျင်တယ်ပေါ့နော် ်ဘယ်ဘက်ချမှာတော့တုံးတန်တဲ့ဒိုကိုဒိုကိုကဒီပွဲမှာခြေစွမ်းပြမယ်လို့ကျွန်တော်မြင်ရတယ်ဒိုကိုအနေနဲ့ယူရိုမှာလည်းဟိုပြထားတယ်ခြေစွမ်းကောင်းတယ်ပြီးတော့ရီယယ်ဆိုစီတန်နဲ့ပွဲမှာတော့ကလည်းဒိုကိုဒိုကိုကတော်ကိုအဆင်ပြေတယ်ပေါ့နော်ဒိုကိုကစားတာတွေပါလို့ကတခုပဲဗျကနာချိုကိုအခုကြည့်နေရကနာချိုကိုသူ့အတွက်ချန်ရောက်လာတယ်ကနာချိုညှာပြီးကစားညှာပြီးကစားတာမဟုတ်ကနာချိုစတိုင်ကြကစားဖို့အတွက်စတိုင်ကြအောင်လို့ဒို overlap run เนี่ยသူ့ ဘောလုံးမရဘူးပေါ့နော်မရဘူးဖြစ်နေတဲ့အတွက်တို့ဦးကနည်းနည်းအခြေပြောင်းနေသလိုမရမန်စီးတီးဘက်မှာခြေပြောင်းနေရလို့ပြောရမယ်ဒါပေမဲ့တကယ်တော့တို့ဦးကတကယ်ကောင်းတယ်သူရဲ့ finishing ဘိုင်းမှာတော့နည်းနည်းတော့ကျိုးနည်းနည်းတော့တိုးတက်ဖို့လိုသေးတယ်ဒါပေမဲ့တခြားနေရာတွေကတော့ပြောကြအောင်မလို့ပေါ့နော်ညာဘက်မှာတော့တက်လို့တက်လို့ကထွေထွေလို့ပြောကြာမရှိဘူးဆုံးဖြတ်ချက်လေးကသူရဲ့ crossing ဘိုင်းကို crossing မြန်မြန်လေးထည့်ပေးတာတော့လို့ပြင်နေတာပေါ့နော်။ဂျန်နာကတော့တလုံးနဲ့ပြောစရာမလိုဘူးပေါ့နော်။နောက်တန်းကလည်းကောင်းတယ် အလဲမှာတော့ကာဆီမီရိုနဲ့ဘရူနိုပွဲထွက်လာဖို့များတယ်ပေါ့နော်ကာဆီမီရိုနဲ့ဘရူနိုဘရူနိုကတော့ပြောစရာမလိုဒီဘက်ချက်မှာပါလာလိမ့်မယ်ကာမေကာဆီမီရိုဖြစ်မလားဦးကားဒီဖြစ်မလားနှစ်ယောက်တည်းကတယောက်ပေါ့နော်ဒါပေမဲ့ကာဆီမီရိုကတော့ပို့ပြီးတော့ကျွန်တော်တော့မြင်နေတယ်ဗျဦးကားဒီနဲ့ရှင်ကြည်လာရှင်ဦးကားဒီကခြေပြောင်းနေရတယ်ကာဆီမီရိုခြေပေါ်နေရတယ်အာဆီမီရိုအင်ဖော်မ်ဖြစ်နေတာပေါ့နော်အမိုရီယန်ကလည်းပြောလာတယ်ဒီသူ့အနေနဲ့အမြဲတမ်းချေပေါ်နေတဲ့ကစားသမားကိုပဲရွေးမယ်လို့ပြီးအမိုရီယန်ကတော့ ြောထားတယ်ဆိုတော့ကာစီမီရိုပဲမြင်ရလိမ့်ပုံများတယ်။ကာစီမီရိုကလည်း ကျေလဲခြေပေါ်နေရမန်စီးတီးပွဲမှာဆိုလို့ရှိရင်တန်းတော်မှာတင်သွားတယ်ပေါ့နော်ဂျိုအဝင်းနေနေကတခြားမန်ယူမှာလုံးရဲ့ဇင်းနစ်ကြော်တော်လောက်ကနောက်ဆုံးအေဗရာရဲ့မှတ်တမ်းပေါ့နော်အဲ့ဒီနောက်ပိုင်းမှာလေကတက်ကောဂျိုရ20ဂျိုဒီပွဲထဲမှာအာဖြတ်ထုတ်မှုအကျဉ်20ရတာလားကာစီမီရိုအနေနဲ့မှတ်တမ်းမှာတင်ထားတယ်ပေါ့နော်မန်စီးတီးရဲ့ပွဲမှာတော့ကာစီမီရိုပဲပါလာနေမယ် အဲ့လေမှာတော့ဘလူးနိုနဲ့ကာစီမီရိုတွေ့အောင်နော်ကာစီမီရိုကအဲဖြတ်ထုတ်ပိုင်းတွေမဟုတ်ဘူးသူရပါစင်ပေးတဲ့ပိုင်းတွေအားလည်းကာစီမီရိုနေနဲ့ပို့ပြီးတော့ဟိုအတီတက်ရှင်လိုက်အများကြီးပူသေးကြတယ်ဆိုတော့ကာစီမီရိုပဲကြောင်းရည်နေတယ်ပြောလို့ချင်းတော့ကျွန်တော်ရှေ့မှာတော့အလေမှာတော့ဟိုင်လန်ဒီယာမှာဇက်စီကိုထည့်ချင်တယ်ပေါ့နော်ဇက်စီနေနဲ့ force 9ပေါ့နော် force 9နေနဲ့အာကစားရလို့ရှိပို့ပြီးတော့အဆင်ပြေနေမှာပါပြီးတော့မေးစင်မောက်ပါလာတယ်ခနာချိုတော့ကျွန်တော်မရွေးထားဘူး error စင်ကတော့ရွေးထားတယ်စင်ကလေးနဲ့ကခနာချိုအဲ့ညမှာထည့်ထားတယ် ဒိုကူအက်ထရက်ဆိုလို့ရှိရင် Arisen ထဲတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြောချင် Arisen ရဲ့ passing တွေပို့ပြီးတော့တည်ကြမယ်ပါ Zaxy ရှိမယ်ဘောလုံးထိန်းနိုင်ပြီးတော့ဘောလုံးကို carry လုပ်နိုင်မယ် Zaxy ရှိမယ် Arisen passing ကောင်းတဲ့ Arisen ရှိမယ်ပြောချင်လို့ရှိရင်တကယ်လိုက်ပြီးတော့ဖြည့်ပြီးတော့ core ကောင်းကောင်းနဲ့ကစားနိုင်တဲ့ mission မောင်းရှိမယ်ဒါဆိုဒိုကူအနေနဲ့ရှိမှ attacking ကောင်းကောင်းလုပ်လို့ရမယ်အဲ့လိုအနေနဲ့ကျွန်တော်တို့ဒီကြွေးထားတယ်ဒီလိုလဲမြင်ကျင်တယ်ပေါ့နော် Wildland တို့ကနာဂျိုးတို့မပါဘူးတော့မဟုတ်ပါလိမ့်မယ်ဒါပေမဲ့ဒုတိယပိုင်းပြန်ပြီးမှ တို့လူစားလဲလေးပဲပေါ့နော်ကိုဘီမင်းတို့လည်းပါလာနိုင်တယ်ပေါ့နော်လူရပိုင်းလူရပိုင်းဘဲပီပို20မိနစ်30မိနစ်အမင်းနဲ့လို့တော့မှာပါလာနိုင်တယ်တို့လူစားလဲပြန်ရတယ်ပြီးပဲပါလာမှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီလိုလူစီရင်လေးနဲ့ထွက်ထားခြင်းပါလေညတော့ဘယ်လိုမြင်လဲ comment မှာရေးခဲ့လိုက်ပေါ့နော်နောက်ဗီဒီယိုလေးမှာဒီမှာဆုံးသတ်လိုက်ခြင်းပါတယ်ကျေးဇူးများတင်ပါတယ်